ဒီနေ့ကတော့လာမေကွန်ပေါင်းချုပ်ပေါ့နော်လာနဲ့ဆုံတဲ့မေကွန်တွေကိုပန်းပန်းနဲ့နဲ့လေးလှုပ်တက်သွားဖို့အတွက်ဒီနေ့ဗီဒီယိုတစ်ခုကြည့်ုံနဲ့တည်းလုံလောက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဆရာကအရှိမရက်30 series ကိုလေ့လာပြီးဒီ series ကိုလေ့လာရလို့ဆိုရင်ဒါကအခုဆိုရင်တန်းပြီးတော့လက်ဆန်းပြီးရေးကြည့်လို့တော့ ရပြီအဲ့တော့အခုမှအခြေခံလုံးဝလုံးဝအခြေခံကိုကိုမရှိဘူးလို့ထင်တဲ့လူကတော့အခုဒီကြီးနေတဲ့ Rising Series ကိုမရောက်ခင်ဒီ Series ရဲ့ရှေ့မှာရှိတဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 Series ကိုအရင်ရ30 Series ကိုအရင်လေ့လာပြီးမှဒါကိုလေ့လာဖို့ဆရာအကြံပေးတယ်။ဒါမှမဟုတ်အခြေခံလေးနည်းနည်းရှိထားပြီးပြီရ30 Series ကိုလည်းပြန်မလေ့လာဘူးစမ်းပြီးတော့လေ့လာကြည့်နေတယ်ဆိုရင်လေ့လာကြည့်လိုက်ဆရာချိတ်ဆက်မိအောင်လည်းပြန်ပြောပြပေးမယ်။လာမေးခွန်းရဲ့တဘာဝအရာမေးခွန်းလုပ်မယ်ဆိုရင်အင်္ဂလိပ်စာဒီသူ့ရဲ့ရှေ့ကို Happy Valve လို့ခေါ်တယ် auxiliary valve လို့လည်းခေါ်တယ်အကူကိုရှင်းထုတ်လိုက်တယ်ပြီးတော့မှသူ့ရဲ့နောက်မှာ subject လာမယ် ပြန်တွေ့တော့မှာ perfect တန်ခဲ့လဲဆို main five တန်ခဲ့လေဒီနေရာနှစ်နေရာအရှင်နေဖြစ်တယ်အဲ့တော့တခုချင်းစီထားတခုချင်းစီကိုရက်30မှာတင်ပြီးပြီအခုကလည်းလည်းရောမယ်အဲ့တော့ရှုပ်ထွေးရဲ့လိုခံစားရင်ရက်30ကိုပြည့်ကြည့်မယ်ဒါမှမဟုတ်နည်းနည်းအခြေခံရှိရဆိုရင်တစ်ခါးမှတ်တစ်ခါးမှတ်ကြည့်မယ်အဲ့တော့ဘဝန်လိုအနေထားပုံမှန်ကိစ္စမျိုးဆိုရင်ရှေ့ကို dust နဲ့ဒူးထုတ်တယ်အဲ့ဒါမှတ်ထားမယ်တခုရင်းဆို dust ထုတ်တယ်အများဆိုဒူးထုတ်တယ် dust နဲ့ဒူးထုတ်ရင်နောက်မှကျန်တဲ့ verb တွေ verb 0ဖြစ်ရမယ် အဲ့ဒါ for one အနေထားတဲ့နောက်ခါကျတော့အခုလုပ်နေတဲ့အနေထားဆိုရင် present continuous လို့ခေါ်တယ်ရှေ့ကိုဘာထုတ်လိုက်လဲလဲဆိုရင် amiss ထုတ်လိုက်တယ် amiss ထုတ်ရင်သူ့ရဲ့တွဲဘက်ကနောက်မှာ verb ing ကျန်ခဲ့လိမ့်မယ်အဲ့ဒါလေးမှတ်ထားမယ်ဟောအဲ့လိုမှမဟုတ်ဘူး but do ဆိုရင်အတိတ်ဆိုရင်ရှေ့ကို did တိထုတ်တယ် do that တိကကုန်တတိယသူ့ရဲ့နောက်မှာ verb 0ကျန်ခဲ့စေတယ်ဒါမျိုးလည်းရှိနိုင်တယ်နောက်အတိတ်ကနေလှုပ်လာတယ်အခုထိအကျိုးသက်ရောက်မှုရှိတယ်အဲ့ဒါကို present perfect လို့ခေါ်တယ်ရှေ့ကို has တိ have တိထုတ်တယ် has to have to ထောက်ရင်ဒီမှာဘာကျန်ခဲ့လဲဆိုရင် battery ကျန်ခဲ့လဲသူအတက်နဲ့သူเนาะ do just တွင် so va zero i mean ta ဆိုရင် va ing j ထောက်လိုက်ရင် va zero has to have to ထောက်လိုက်လို့ရှိရင် battery နောက်ခါကျတော့ model vet ဖြစ်တဲ့ we တို့ခံတို့ထောက်လိုက်မယ်ဆိုရင်လည်း va zero ပဲကျန်ခဲ့ရမယ်ဆိုတော့ background လေးကိုထောက်ရင် background လေးကျန်ရမယ်ဆိုတော့အခုဆရာပြပြသွားပြီအဲ့ဒါကိုတခါတည်းအခုမှတ်မိလို့ခေါင်းလေးကမှတ်မိရဆိုရင်ခေါင်းနဲ့ဒါဆိုဒါတို့စမ်းပြီးရေးကြည့်လို့ရတယ် အဲ့ဒါကိုအတွက်လုံးဝအခြေခံမရှိလို့ခံစားရရင်ဆရာကထပ်ပြောတယ်ဇက်30စင်စီတို့ကြည့်ပါကိုကနောက်ကြိုက်လို့မခံစားနဲ့ကိုအတိုင်းတန်းနဲ့ကိုပဲပုံမှန်လေးသွားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုအကြမ်းမြင့်တော့ဆရာပြောပြသွားပြီပုံမှန်ကိစ္စအောင်မင်းဒူးတက်ထုတ်မယ်ဗရာဇီးလိုကြမ်းအခုလုံနေတဲ့ကိစ္စသွားနေလားစားနေလားအဲ့လိုဟာမျိုးဆိုရင် MSR ထုတ်ပါရင်ကြည့်ကြ။လုတ်ခဲ့လားဆိုရင်အတိတ်ဆိုရင် DIDD ထုတ် Facility လို့ကြံ။လုတ်ပြီးပြီလားဆိုတော့ Present Perfect တဘောကြီးပြီးပြီလား ဒါ previous last present buffer ပဲဒါမှမဟုတ်အတိတ်ကနေလောက်ခဲ့တာအခုထိအကျိုးတရားမှုရှိမရှိဒါဒီ mission လဲ hazard black battery ပဲ now လိမ့်မလားဆိုတော့ဝေသုံးရင် versus 0ကြံလုံးနိုင်လားဆိုရင်ခံသုံးရင် versus 0ကြံပဲဒါရေပုံရပုံစံပေါ့ heavy metal subject လား main ပဲဒါပဲဒါတို့သင်ထားရေးလို့ရတယ်ခင်ဗျာပထမဆုံးတစ်ခု main coffee ကြိုက်လားပေါ့လား main coffee ကြိုက်တယ်ကြောင့်ရှေ့အခုတော့စားတော့မယ် coffee ကြိုက်တာမကြိုက်တာလည်းဒီကပုံမှန်ဖြစ်နေကြကိစ္စဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကဒူးတက်ထုတ်မယ်မင်းဆိုတာယူပေါ့ယူသည် သင်တယောက်တည်းဖြစ်တယ်တခုလေးဆို dance တော့ရယ်ဆိုပေမဲ့လေ i am first person you are second person first person နေနဲ့ second person နေဒီ तू က first person နဲ့ second person ဒီအများတော့နဲ့ဟောပဲတုံးနေဆိုတော့ဆရာဘာထုတ်လိုက်လဲဆိုရင် do ကိုထုတ်လိုက်တယ်အဲ့တော့မဖြစ်သွားလဲဆိုရင် do you ကြိုက်တာကတော့ like အဲ့တော့ do you like ပြီးလို့ရှိရင် coffee ကိုတိုင်းလိုက်ရုံပဲ coffee daddy by ထည့်ဆရာမလို့ဘူးဘာဖြစ်လို့ဆိုတော့ coffee ဒီရေတွက်လို့မရတဲ့အတွက်ကြောင့် a ဒီလည်းထည့်ဆရာမလို့လို့မတိကြတဲ့အတွက်ကြောင့် d လည်းထည့်ဆရာမလို့ဘူးအဲ့တော့ do you like coffee Now သူမဂီတာဒီလာဘာမေးခွန်းမလဲဆိုရင်လာမေးခွန်းဖြစ်တယ်ပုံမှန်ကိစ္စဝင်မိတာဖြစ်တယ်ဂီတာဒီလည်းမတည်ဘူးဆိုတာသူ့ရဲ့ပုံမှန်လုံဆောင်ချက်တစ်ခုဖြစ်တယ်အဲ့ခါကျတော့ဆရာတော်ဘာထုတ်လိုက်လဲဆိုရင်သူမတစ်ခုကိန်းဖြစ်တဲ့ကြောင့်ဆရာတော် desk ထုတ်လိုက်တယ်ယူတော့လည်းတစ်ခုကိန်းပြင်မဲ့လဲယူက second person ဖြစ်တဲ့အတွက်ကြောင့် do ကိုထုတ်တယ် second person first person ကဘာလဲဆိုတော့ရှေ့ရကျတော့ဆက်စီမှာကြင်ကြည့်လိုက်မယ်ပြီးရင် subject လာမယ်သူမ dash ပြီးရင် main verb လာမယ်တီးတာဘာလို့ခေါ်လဲဆိုရင် play လို့ခေါ်တယ် do တက်ခေါ်လိုက်ရင် verb 0ပဲကြံခဲ့ရတယ် guitar တူရိယာရဲ့အချိန်မှာတီးခတ်တဲ့သဘောတရားဆိုရင်အမြဲတမ်းဒဲထည့်ရတယ်အဲ့တော့ dash play တဲ့ကေတာဖြစ်သွားတယ်သူမအခုအိတ်နေတာလားအိတ်နေတယ်ဆိုကြအခုဖြစ်နေတဲ့ဟာကိုမေးတာပြောင်းပြီ dance ပြောင်းသွားပြီဒုတက်မထုတ်ဘဲနဲ့ ms ာထုတ်ပြီသူမတခုရင်းဖြစ်တဲ့ကြောင့် shoe is ထုတ်မယ်သူမဒီရတရားလဲဆိုတော့ subject ဆိုတော့ရှီရေးမယ် is she အမေစာထုတ်ရင်နောက်မှာ vibe တန်ခဲ့ရမယ်လို့ဆက်ကနပြောထားတယ်။အဲ့တော့နောက်မှာ sleeping ကျန်ခဲ့ရမယ်။သူ့အတွဲနဲ့သူပဲ. is she sleeping အခုဖြစ်အောင် now လေးထည့်လိုက်. is she sleeping now ။ 你不过三六幺，一直来报，比如现在查了批单子没？麻烦了，买一路白的往路上呢，第二一路白路上也三只报。我比个话，我这边一路白是二三来多米，啊，所以这边没。你话曼尼卡叫马西格啦，百百山木西来报，阿玛加西西咧，阿玛扫到西咧，百山哪里表现表现些些多啊？卡斯哈活动嘞他，百山木表现西西，等你亚亚马西来算咯，些多跑不动嘞算，还没啥动嘞，得谁也动嘞呀？ ဒီမှာတော့ MSR တုံးုံနဲ့တင်တနေရာမှာရှိရဆိုအဓိပ္ပာယ်ထွက်တယ်။ရှိခဲ့တယ်ဆိုရင်တော့ worst နဲ့ wear ကိုတုံးမယ်။စာပြောချင်လားနားလည်လားမသိနော်။ပစ္စည်းပိုင်ဆိုင်မှုရှိခြင်းကို has seven နဲ့ရေးမယ်။ငါတော့ဘာမှရှိတယ်။ငါတော့အိမ်မှာရှိရဆိုတာပြောမယ်ဆိုတော့အဲ့လိုရှိတာမျိုးဆိုရင် MSR ကိုတုံးမယ်။အတိတ်ဆိုရင် worst wear ကိုတုံးမယ်။ဆိုတော့သူမမနေ့ကအเจ้าမှာရှိခဲ့လား။ဒါဆိုသူမမနေ့ကအเจ้าမှာရှိခဲ့တယ်ရင်ရေးမယ်။သူမစီတော့ရှိရှိခဲ့တယ်ဆိုတာအတိတ်ဆိုတော့တခုကိန်းလည်းဖြစ်တော့ worst ကိုတုံးလဲ။ဘာကြောင့်လဲ။မနေ့ကဖြစ်တာအဲ့ဒါကြောင့် တယောက်တည်းလည်းဖြစ်လို့ she was ကိုတုံးတယ်။ကျောင်းမှာတော့ as school she was as school အဲမနေ့ကဆို yesterday ပေါ့နော် y e s t e r d a y yesterday အဲ့တော့မေကွန်လုတ်ချင်တဲ့ခါကျတော့အကူအရှိထုတ်ဆို was က main part တစ်လုံးနဲ့ပဲရှိရယ်ဒါမှမဟုတ် but to be က i miss her was ဆိုရဆိုရင် तू ကတစ်လုံးနဲ့ရှိလေရှိကိုထွက်ခွင့်ရှိတယ်အဲ့တော့ she was ကနေ was ရှိဖြစ်သွားတယ်နောက်မှကျန်ခဲ့ကြမိမမလို့ဘူး i miss her was ဆိုရသည်တစ်လုံးနဲ့ရှိလေမေကွန်လုတ်ချင်ရှိထွက်လို့ရတယ် was she at school yesterday မရှင်းမထက်လိုက်အဲ့ဒါနားလည်မယ်နော်မင်းရဲ့အင်စာတွေပြီးပြီလားပြီးပြီလားလို့မေးချင်အများနဲ့ဘာလို့သုံးမလဲဆိုရင် has a black battery မင်းရဲ့အင်စာမင်းကမင်းရဲ့အင်စာတွေပြီးပြီလားမေးမှာတော့ you ကိုမေးမှာ second person ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကအများသဘောဆောင်တယ်လို့ပြောထားတယ်နော် first person i ရဲ့ second person you တွေဒီအများသုံးတဲ့အလုံးသုံးတဲ့ဆိုတော့ဆရာချိန်မှာပါထုတ်လိုက်လေ have ထုတ်လိုက်တယ် have you ပြီးတာ finish f i n i s h e d finish have you done လို့သုံးလို့လည်းရတယ်မင်းရဲ့အင်စာတွေဆိုတော့အင်္ဂလိပ်လို you are homework လို့ခေါ်တယ် Have you finished your homework? မင်းအင်စာလေးပြီးပြီလား။အားကြောင့် Hazard Black Battery နဲ့တော့လေပြီးပြီလားပြန်အောင်တော့လေ။ Hazard Black ထုတ်ရင် Battery တန်ခဲ့ရမယ်။ဒါသူ့ရဲ့အမြဲတမ်းမှန်ကန်မှုပဲ။မနှက်ဖန်မိုးရမှာလား။မိုးရမှာလားဆိုတဲ့ကိစ္စရည်ကြည့်လိုက်ပါဦး။အနာကက်ကိုမေးရဖြစ်သွားပြီ။အနာကက်ဆိုရင်ရွာလိမ့်မလားဆိုတော့ဝေကိုသုံးရမယ်။အဲ့တော့ရှေ့ကိုထုတ်တဲ့အခုဒီဝေဖြစ်သွားပြန်ရော။ ဟာထုတ်လိုက်ဝင်ထုတ်လိုက်ဝတ်ထုတ်လိုက်ဒက်ထုတ်လိုက်ဒူးထုတ်လိုက်ဘာကြောင့်ဘလို့ထုတ်ရလဲဆိုတော့ဆရာခိုင်းတွဲပြောနေတယ်မှတ်မယ်ဒီလောက်နဲ့မလုံလောက်ဘူးဆိုရှင်ဘေးမှာဟိုနှုတ်တွေထည့်ပြီးတော့ဆက်မှတ်ထားမယ်ဝေးပြင်ဆက်ကြလိုက်ရှာမိုးရလို့ပြဆက်ကြမရှိဘူးမှန်မိုးရကလည်းပတ်သက်ပြီးတော့ရှေ့ကစီးပြီးတယ်မှာနောက်လျှောက်ဟိုအောက်တက်ကြည့်ဖို့ကြတော့စီးပြီး speaking စီးပြီးတယ်အခု writing စီးမှာလည်းပြောခဲ့တယ်ပိုင်လုံးဆောင်တဲ့သူမရှိရင် subject dummy subject လို့ခေါ်ရ subject အတူကိုထည့်ပြရတယ်အဲ့ဒါ idea ပဲမှာ၃နိုင်တီးပြီးတော့ဘာလို့ပြောမလဲဆိုရင် is 3ကိုခလောက်လို့ရတယ်အဲ့ IT8 ဒီဘာကြောင့်ထည့်ရလဲဆိုတော့၃နိုင်ကိုလုတ်တဲ့သူ subject မရှိလို့ dummy subject ဆိုတဲ့ subject တူထည့်ပေးရဖြစ်တယ်အဲ့ weight ပြီးရင် weight ပြီးပြီး ABB main part ထည့်မယ်မိုးရွာတော့လို့ပြောခါလဲဆိုရင် rain weight ထုတ်တိုင်းနောက်မှ verse 0ပဲထားရမယ်နော် we ထုတ်လိုက်ရင်နောက်မှာ verse 2ထားမယ်ဆိုဆရာကပြောထားတယ်အဲ့တော့ဒီထားလေးကိုရင်းသားလေးမှာဒါလို့လို့ရမယ်လို့ပြော we it rain မနက်ပိုင်းဆိုတော့ tomorrow ဘာလို့ဒီမှာ app ပါလဲမိုးရွာလောက်တဲ့ subject မရှိဘူး subject မရှိရင် bat ထည့်ဖို့မလွယ်ဘူး သူမမနေ့ကဈေးကိုသွားခဲ့လားလာမျိုးကုန်ပဲဒါပေမဲ့ခဲ့လားဆိုရင်အတိတ်ကိုမေးတာဖြစ်တဲ့လူကြောင့်ဆရာတို့ကရှိကိုဘာထုတ်လိုက်လဲဆိုရင် did ထုတ်လိုက်တယ်။ in subject ဖြစ်တဲ့သူမလာမယ် did she ဒုတိယ did ထုတ်လဲနောက်မှာ verse 2ပဲကြံခဲ့ရမယ်ဆိုတော့သွားတာ go ပေါ့ did she go ဈေးကိုသွားတယ်ဒါပေမဲ့ go ရဲ့နောက်မှာနေရာပိုင်သူကအမြဲတမ်းထည့်ပြရတယ်ဈေးတို့သွားရဲဆိုတဲ့ပုံစံမျိုးကြီးရတယ်ကြံခဲ့တယ်လို့မမှတ်နဲ့မှားတယ်လို့မမှတ်နဲ့ကြံခဲ့တယ်ဆိုရင်တိသွားလို့မမှတ်ပဲ did she go to ဈေးတို့တော့ there နေရတယ် did she go to the market ចောင်းတော့ដែលថែសាមិនលូចောင်းអលុកអេងអីយ៉ាដានេះពំមិនទွားតែកိសាសិនដែលថែសាមិនលូ go to the បែបលុមិយ go to back go to walk អេងវិញ go home ដែលនេះមិនថែអោចောင်းទွားវិញ go to school at school ទៅលុបែបសិលាຕົងដែរពំមិនអនីថាយ៉ាចောင်းទွားតែដាអីយ៉ាវិញអីដាអលុនីថាမျိုးដូចវិញដែលមិនຕົងតែ market ទៅ zero បាទដូចវិញក៏សិលាដែលថែពីយកຕົងហើយ now this is go to the market អមនេះក៏បាទទៀតសោះ yesterday បងเนาะ ဗီဒီယိုကတော့လာမီကုန်းလုံးညိုဆရာနေပြီးပြသွားပြီ။နေတိုင်း lesson တွေကတစ်ခုတစ်ခုကချိတ်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မကြော်ပဲတဲ့တင်းတင်းဆာတင်းတင်းကြည့်သွားမယ်ဆိုလို့ရှိရင်လုံးဝအောင်ရှင်းရှင်းလင်းလင်းနားလည်နေမှာဖြစ်တယ်။ဆရာအပြင်နဲ့ရှေ့ကိုပြန်ပြီးတော့ကောက်ပေးရဆိုပေမဲ့ရှေ့ကနေစပြီးကြည့်လာခဲ့တဲ့လူဆိုရင်ပို့ပြီးတော့တေးချတယ်ပေါ့နော်။ပို့ပြီးတော့နက်နက်နေနေနားလည်တယ်ပို့ပြီးအောက်သက်ကြည့်တယ်။ဒါကြောင့်ပုံမှန်လေးအစနဲ့စပြီးတော့ဥပမာတွေ့လန်တာများပြန်လှည့်ပြီးတော့လေ့လာကြပါ fighting မှာ။